ကဲမြမပြီကိုတူးတက်အောင်လဲပိုင်ကျင်တဲ့မင်းအောင်လိုင်းကိုဒီစစ်တပ်ကိုအမကထောက်ခံလာတဲ့ဖင်လန်နိုင်ငံကကိုမော်မော်ရဲ့ပြောချချက်လေးတွေကိုကျွန်တော်လည်းတူတူကြည့်လိုက်ရအောင်ဗျာမလုံနဲ့နော်အစိုးရကလည်းအခုလိုမျိုးဗလီတွေပါသွားဆောက်ခွင့်ပေးတာလို့ဘာလို့ဆိုတာအခုကဗလီကရှားနေလို့မြန်မာပြည်မှာအခုချိန်မှာခဏထားပါအောင်နောက်မှလွတ်တော်တွေပေါ်လာမှပြည်သူတွေ အပြည့်သူချင်းချင်းနဲ့ယုံကြည်ပြီးဟဲ့လားအစ္စလာမ်ဘာသာဗုဒ္ဓရဲ့ယုံကြည်ဗုဒ္ဓလည်းအစ္စလာမ်ကိုယုံကြည်ပြီးဆိုခင်ဗျားတို့ကဘလီကြိုက်တော့ဆောက်ပြကျွန်တော်ဘာမှမပြောအဲအခုချိန်မှာသူ့ကိုယ်သူဘိုးတော်လို့တော့တရားမင်းလို့လို့တခါလဲမင်းတရားကြီးလို့လို့နဲ့စောက်စီယူစီခင်ဗျားလောက်ပိုင်မှုမရှိတာဒါတွေကဥမင်းအောင်လာရနော်အဲ့တော့တသက်မနိုင်ဒါမင်းအောင်လောင်ပြောသွားတာနော်တသက်မနိုင်ကောင်ဖြစ်နေတာလေနော်ခင်ဗျားတို့တတိထားပါလို့နော်ညောင်ဒုက္ခပေးနေပုံစံမျိုးတွေဖြစ်နေတာอืม ုတ်တယ်ဒါတော့ကောင်းပြီပြောပြပါလေကောင်စစ်တပ်အမကန်မကလို့ဘယ်လိုပဲဖြစ်နေပါစေအားပေးပါလေဟိုနှစ်ဖက်ကြည့်ရပါတော့ကျွန်တော်နိုင်ငံရေးပါနော်စစ်တပ်အမကန်မှာလုံးဝကျွန်တော်စစ်တပ်ကိုပဲအားပေးတယ်တော်လိုင်းရေးခမောက်တော်လိုင်းလုံးဝအမပေးဘူးဒါပေမဲ့ကျွန်တော်နိုင်ငံရေးစကားပြောနေဆိုတော့သိဖို့လိုတယ်နော်အဲ့တော့အခုဘာသာရေးကတိရုံးမဖြစ်ဖို့အတွက်ခင်ဗျားတို့အစ္စလမ်ဘာသာဝင်တွေအနေနဲ့ကလည်းလိုအပ်ထားတဲ့ပုံပြီးတော့မချဲ့နဲ့မကားနဲ့နော်ဘုရားဘာသာဝင်တွေအနေနဲ့ကလည်း နားလည်ပေးဖို့ကြိုးစား။ဘာကြောင့်လဲဆိုတော့ဒါတွေကကျွန်တော်တို့မြန်မာပြည်ဘွားညီနောင်ဒီဗုဒ္ဓမွတ်စလင်ဘာသာဝင်တွေဖြစ်တယ်။အသူတို့ရဲ့ဖြစ်တည်မှုကလည်းခင်ဗျားတို့နားလည်မှာဖြစ်တယ်လို့ဖြစ်တည်မှုတွေအတိအမှတ်ပြုဖို့လိုတယ်။အခုဖြစ်နေရပါလဲဆိုတဲ့ခါကျတော့တယောက်ကတယောက်ကိုတယောက်ပွားလာမှာတယောက်ကမလိုတဲ့ပုံစံမျိုးတွေဖြစ်နေအောင်နော်။အဲ့တော့တယောက်ညမချဲ့ကြနဲ့ဗျာ။ကျွန်တော်နိုင်ငံမှာဘာသာရေးထက်ကျော်လွန်ပြီးတော့လှုပ်လှုပ်ရတဲ့ကောင်းတဲ့အရာတွေအများကြီးရှိပါသေးတယ်နော်။ပြည်သူလူထုစီလုံးမှုအတွက်လीနော်။ ဒါပေမဲ့တော့ဥသိမ်းစိန်လက်ထက်ပေါ့နော်ဥသိမ်းစိန်လက်ထက်ကကြန့်ခိုင်ရေးပါတီကမတော်တည်နဲ့နိုင်ပြီးတော့ကျွန်တော်တို့ဒီ2010ကနေစပြီးတော့အစိုးရဖြစ်လာတယ်လုံနိုင်သားဆိုတော့လုံနိုင်တယ်အားလုံးကအခုထောက်ပြကြန့်ခိုင်ရေးပါတီဝင်တွေရောကြန့်ခိုင်ရေး lobby တွေရောအားလုံးအားလုံးထောက်ပြနေတယ်ဗျာနော်အားကြည့်လိုက်လေတဲ့မင်းတို့ဟိုတုန်းကဖုန်းဘိုးက35 45 35တိန်းလောက်ရှိတဲ့ဖုန်းတွေအားလုံးက5 5တိန်းကိုရောက်သွားတယ်နောက်ဆုံးပိတ်1500တန်းစင်ကတ်တော့မှမင်းတို့ဝယ်သုံးနေရမှလားအဘသူကျေးဇူးတဲ့ဥသိမ်းစိန်ကျေးဇူးတဲ့ဥသိမ်းစိန်ကျေးဇူးတဲ့လုံးဝဒါ ဘယ်လိုခေါ်မလဲဆိုတော့အဲကြံ့ခိုင်ရေးပါတီဘယ်တော့ထိကောင်းသလဲပေါ့အဲဒါလေးရဲ့သူတို့ပြောပြနောက်ထပ်ကားပေါ့ကားကလည်းအခုဆိုနောက်ဆိုဟုတ်တယ်ဒီဘောမတတိုင်းရဒီစင်ကာချောင်းငါနဲ့ရလို့ဆိုပြောဒီဥသိဆင်ကိုချီမုံကန်နေဖွင့်လာတာအဥသိဆင်ယူတမပါတီလုတ်ပြီးခဲ့တာလဲဒီဖုတ်ကတိမနော်သိန်း90ရည်ချောင်းငါရဲ့ပြောလုတ်ပြီးခဲ့တာမဟုတ်ဘူးလားဒါပဲသူတို့မှပြောစရာဒါပဲရှိတယ်အဲ့ဒီကြက်ဖွင့်มาနော်โอเคလက်ကြည့်အောင် ကွာတရားဖို့နှစ်စီးဖြစ်သွားတယ်ကွာတဲ့နော်အဲဘယ်လိုမှမဆိုတရားဖို့နှစ်စီးဆိုတာသိန်းတရားလောက်နဲ့နေမှာနှစ်စီးလောက်ဝယ်စီးနိုင်တယ်ပေါ့ဟိုတုန်းကကားတစ်စီးလွယ်တာမဟုတ်တာဗျကျွန်တော်တို့ Land Cruiser တစ်စီးစီးဖို့ဆိုတော့3500အဲ့တော့ငွေ3500နဲတာမဟုတ်တာအဲ့တော့ဟုတ်တယ်ဟုတ်တာပဲသူတို့ပြောတာနော်နော်အဲ့နောက်ထပ်ကျွန်တော်တို့ပေါ့နော်တော်တော်များများပေါ့ဖက်ကပြန်စဉ်းစားကြည့်ပါနှစ်ဖက်စဉ်းစားပါဆိုလိုချင်တာဒါတွေအားလုံးဘယ်သူကပိတ်ထားတာလဲ ဟုတ်တယ်ခင်ဗျားတို့ကျွန်တော်တို့ဖုံးတလုံး45သိန်းပေးသုံးနေရတဲ့အချိန်မှာနိုင်ငံတကာမှာဖုံးတလုံးစင်ကတ်တကတ်ဖုံးတလုံးကဘလောက်မှမရှိဘူးဒါလေးအားလုံးပါမစ်တွေပိတ်ထားတာလေပိတ်ထားတာဒီအစိုးရပဲပိတ်ထားဒီအစိုးရပြန်တက်လာဒီအစိုးရဖွင့်ပေးတာဒါဦးသိန်းစင်ကတ်ကြံ့ခိုင်ရအရန်ကြီးတော်သွားတာလားခင်ဗျားတို့ကားကားစီးစီးရဲ့တံပိုးအထူးကဈေးကြီးနေအကညာနာလိုင်စင်အရေးကြီးနေရလေဒီလိုင်စင်ဖြေလျှော့ပေးလို့ရှိရင်ဘယ်အစိုးရမှမလုပ်နိုင်နဲ့အဲ့ဒါကိုကြံ့ခိုင်ရကျွန်တော်တို့ထိုင်ကြတော့နေရအောင်ပါလား ဘသူပိတ်ထားတာဒီပြောနားဟာပိတ်ထားတာလေနိုင်ငံ agent တိုင်းဖွင့်ပြောပါစီပိတ်ထားတာ तू ပိတ်ထားတာ तू ပြန်ဖွင့်မိတာလေအဲ့ဒါကြီးဆက်လာကျွန်တော်တို့ကထိုင်ကြောနေအောင်ပါလားဟုတ်လားအဲ့တခြားကိစ္စတွေရှိသေးတယ်ဗျာတခြားလုံမြောက်ကိစ္စတွေဒါအရင်ကလည်းဒီပုံကိုတွေပိတ်ထားပြီးဒီပုံကိုတွေပြန်ဖွင့်မိတာအဲ့သူတို့ပိတ်ပြီးသူတို့ပြန်ဖွင့်တာကိုကျွန်တော်တို့ကစက်ခံရေးကအရန်တော်ပါဆိုတာမဟုတ်သေးဘူးလေတချို့နေရာတွေတော်တော်ပါတယ်ဒါပေမဲ့အရာရာအားလုံးဟာဆင်းလုံးကြောကြီးကျွန်တော်တို့ကစက်ခံရေးကအရန်တော်နေတာမဟုတ်ဘူး ကျွန်တော်တို့ဖုန်း45သိန်းပေးသုံးနေတဲ့အချိန်မှာခင်ဗျားတို့ time မှာနေဘူးရင်သိပါလိမ့်မယ်နော်ဖုန်းတလုံးတလုံးဘယ်တော့မှမရှိပါဘူးအဲဒီတော့အဓိက license နဲ့လုတ်ပိုင်ခွင့်နဲ့နော်နိုင်ငံတော်ချမှတ်ပြီးတဲ့ permit ကအရင်အရေးကြီးဒီ permit ကတို့လက်ထက်ရောက်တို့ပြန်ဖွင့်မင်းရတယ်ပိတ်ရင်ရတယ်နော်ကားတစ်စီးဘယ်တော့မှမရှိဘူးအဲဒီတော့ကျွန်တော်တို့သိန်း900နဲ့ပေးစီနေတဲ့အချိန်မှာနိုင်ငံတကာမှာကားစီအဲ့လိုမရှိဘူးမိုက်ဟိုသူများဘုခေါ်မဆိုတော့စွန့်ပြတဲ့ကားတော်မှာကျွန်တော်ဆိုဗျာကျွန်တော်ကျွန်တော်ကားဆိုအလကားပေးလိုက်တာအောင်ရှိတယ်ဆိုင်ကယ်အလကားပေးလိုက်အောင်ရှိတယ်အဲ့ဆိုလို့ကျင်တာဗျာ အဓိကအရေးကြီးတာကပါမစ်နဲ့နော်ဒီပါမစ်ကဘာလို့ပိတ်ထားရလဲနိုင်ငံတော်အစိုးရဘောနော်အဲ့တော့ကျွန်တော်ဆိုလိုချင်တာကဗျာအရင်ကြီးလည်းကြန့်ခိုင်ရုံမညွှန်းပါနဲ့နော်မတော်ဘူးလို့ဆိုတာတော်ပါတယ်လုံလုံနှုတ်ရကင်ရရှိပါတယ်ဒါမှမဟုတ်လေဟိုတဖက်စွန်းကြီးအားပေးတဲ့ဒီလိုမျိုးပေါ့သူတို့ပိတ်ထားတော့သူတို့ပြန်ဖွင့်ပြီးတော့သွားမလို့နဲ့အခုလိုမျိုးထားပါတော့အခုဆိုလို့ရှိရင်ဒါဥမင်း online ဒါစစ်တပ်ကပိတ်တာစစ်တပ်ပုံကိုကြန့်ခိုင်နေရောက်လာမယ်ကြန့်ခိုင်နေရောက်လာခါမှာ အရေးကပိတ်ထားတဲ့ပါမစ်တွေတို့ပိုင်ခွင့်တွေအားလုံးကိုသူတို့ပြန်ဖွင့်မိမယ်လေသူတို့ပိတ်တာသူတို့ပြန်ဖွင့်မိတာလေဒါကချီးကျူးစရာလားဒါလည်းရှိသေးတယ်ဒါဆန်းတယ်လားဘာကြောင့်မဖွင့်လို့လည်းမရဘူးအခြေခံဥပဒေကအုပ်ချုပ်တဲ့အချိန်မှာစစ်ဥပဒေနဲ့အုပ်ချုပ်တာကြံနေတယ်နော်အခြေခံဥပဒေကဒီလူတွေကဒီခွင့်ရရအောင်ရအောင်ဖွင့်မိရမယ်စင်ကတ်တယ်နိုင်ငံကမှလည်းလိုဝင်ရဒါပါမစ်တွေချလိုက်တာပေါ့နော်ဈေးပြိုင်စနစ်တွေနဲ့ဟိုလောက်ခွင့်တွေပေးနေပြီလေအဲ့တော့သူတို့တက်လာတဲ့အချိန်မှာဟိုကပိတ်ထားသူတို့ပဲပြန်ဖွင့်မိတာ ဒါနဲ့ပတ်သက်လာရင်တော့ခင်ဗျားတို့နှစ်ဖက်ကြည့်သေးချင်တာပါကျွန်တော်အနေနဲ့ပြောချင်တာနော်နိုင်ငံတနိုင်ငံမှာလည်းစစ်တပ်မရှိမဖြစ်ဘူးဆိုတာအလုံးနားလည်ပါလေဒါပေမဲ့ဒီလိုမျိုးအာဏာသိမ်းလိုက်တာနိုင်ငံအတွက်အကျိုးမရှိတဲ့အပြင်ပို့ပြီးတော့စူပူအောင်ကြွသွားတာလေနိုင်ငံကဆုတ်ပြတ်နေပြီဗျာဟုတ်တယ်အဲ့ဒါအမှန်တယ်ဒါဦးမင်းအွန်လိုင်းဒါပရဖော်မန့်ဆိုတော့သူ့ရဲ့ဉာဏ်ဖြည့်မှုပေါ့ဗျာနော်သူ့ရဲ့ ဟာမင်းအောင်လိုက်ညက်ပြင်းပေါ့တမိုက်ညင်းနဲ့အမြင်နဲ့အလုပ်လုပ်ခဲ့တာဟုတ်အဲမှန်တကယ်ကဟုတ်တယ်ရေးရှိအများကြီးကြည်ရမယ်ပုံစံမျိုးမှာ तू မကြည်ဘူး तू မကြည်ပဲနဲ့အခု तू ကလက်ညှိုးထိုးပြတယ်ဗျာညီပေါ်တို့ဘာလို့မှာအခုဆိုရင်ဖိလစ်ပိုင်တို့ဘာလို့မှာပြည်သူလူထုဟုတ်တယ်ဆန္ဒတွေပြတယ်မြို့ရွာဖြတ်စည်းရဒါလည်းဖြတ်စည်းရပဲနော်ဒါလည်းဖြတ်စည်းခြင်းတမန်ဒါမဲ့မြန်မာနိုင်ငံကအဲ့လိုမျိုးဖြတ်စည်းစရာမလိုတော့မြန်မာနိုင်ငံမှာလက်နက်ကင်ပြီးထားပြီးဖြတ်စည်းတာအဲ့တော့ပြည်သူလူထုဆန္ဒပြပြီးတယ်ပြည်သူလူထုကသူ့သဘောကျသွားလို့ရှိရင်ပြည်သူလူထုကငြိမ်သွားတယ်ဒါပေမဲ့တော့အခုလက်နက်ကင်က ညသူ့နိုင်ငံမှာကလက်နက်ကင်ပြီးတပုံထားတယ်အဲ့တော့လက်သုံးချောင်းထောင်ပြီးဆန္ဒပြတာကိုယူမလားလက်နက်ကင်ပြီးဆန္ဒပြတာကိုယူမလားဆိုတော့ပြည်သူကမေးရွေးချယ်ခိုင်းလိုက်တဲ့ခါမှာတော့အဲသူကလက်သုံးချောင်းမယူဘူးတဲ့နော်လက်နက်ကင်ပြီးယူမယ်ဆိုတော့ဒါသူယူတာသူရတာပဲလေဗျာနော်အဲ့တော့ကျွန်တော်ဘာမှမပြောဘူးဟုတ်တယ်ညနိုင်တာပေါ့ဟုတ်တယ်ပဲနီပေါ်မှာလည်းတခါပြည်သူကဆန္ဒပြလိုက်တယ်ဟလာတော်တော်များဆန္ဒတွေပြကြတယ်အဲ့တော့ညင်ညာနေအရာရာဖြစ်သွားတယ်တို့ဖိလစ်ပိုင်မှာလည်းဆန္ဒပြတယ် ညှိနှိုင်းနဲ့ဖြစ်သွားကြမှာပါအဲဒါပေမဲ့ဒါမျိုးညှိနှိုင်းမှုကိုသူမယူတဲ့ခါကျတော့သူလက်နက်အနဲ့ပုံကံမှုကိုရရှိတာသူနဲ့ထိုက်တန်တာဟောသူရွေးချယ်မှုအတွက်သူရသွားတော့ဗျာနော်အဲ့တော့ဒီအပြစ်မှာပြည်သူမှလည်းပြည်သူဆိုတဲ့ခင်ဗျားတို့အုပ်စုတွေမှလည်းအပြစ်ကရှိတယ်လို့သူမှလည်းအပြစ်ရှိတာပဲဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ကလည်းဒီလမ်းကိုယူရဒီလမ်းကိုယူရခင်ဗျားတို့ကြောင့်လည်းနိုင်ငံပြတ်တယ်နော်စစ်တပ်ကြောင့်လည်းနိုင်ငံပြတ်တယ်ဦးသူကြောင့်လည်းပြတ်တယ်အဲ့တော့အဓိကတော့သူပေါ့ဗျာနော်โอเคမြန်မာနိုင်ငံကြီးဘာကြောင့်ပြတ်ရတာလဲမေးရင်တော့မင်းအောင်လိုင်းချောင်းလို့ ပြောရမှာဖြစ်ပါတယ်။မင်းအောင်လိုင်အကြံဖက်မင်းအောင်လိုင်ကအပြည်သူတွေကိုမတရားအာဏာလုချင်နေအာဏာယူတဲ့အတွက်ကြောင့်လို့အခုလိုပြည်သူတွေကလည်းလက်နက်ကင်ပြီးတော်လန်ပြီး PDF တွေဆိုပြီးမှကျုပ်ပေါ်လာတာဖြစ်တယ်ပေါ့ဗျာ။တကယ်လို့သာသူသာညှိညှိနိုင်တဲ့ပြည်သူတွေနဲ့ဆွေးနွေးခဲ့မယ်ပြည်သူတွေရဲ့အဲစကားကိုလက်ဝဲနားထောင်ခဲ့မယ်ဆိုရင်တော့အခုလိုကျွန်တော်မြန်မာနိုင်ငံကြီးဖြစ်เสียအကြောင်းမရှိဘူးလေနော်။အခုတော့လည်းနိုင်ငံကြီးပြတ်နေပြီပေါ့ဗျာ။ နိုင်ငံကြီးပြတ်နေတဲ့အဲမှာမှမင်းအောင်လိုက်ဖြက်စီးတာပိုများနေတယ်ဗျာနော်โอเคကုမမော်ဒီနီပြောထားတဲ့အရာတွေအားလုံးကောင်းပါလေကုမမော်ကုနောက်ပိုက်တင်တဲ့အရာတွေအားလုံးကလည်းအဲစိတ်စိတ်အားရကျေနပ်မှုရှိတယ်ပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့အမှန်တရားတွေပြောပေးတဲ့အတွက်ကိုလည်းကျေးဇူးတင်ရမယ်ဗျာနော်โอเคဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲဆုံးသတ်ချင်ပါတယ်